purified drinking water. မြန်မာအမကန်လုပ်ငန်းက2019ခုနှစ်စတင်ဆောင်ရွက်မဲ့ဝန်ဆောင်မှုအသစ်တွေပါဝင်တဲ့ကျန်းမာရေးအမကန်စနစ်တည်ကြောင်းသတင်းစာရှင်းလင်းပွဲကိုဒီဇင်ဘာ24ရက်နေ့ကရန်ကုန်မြို့မှာရှိတဲ့မြန်မာအမကန်လုပ်ငန်းရုံးချုပ်မှာကျင်းပခဲ့ပါတယ်။ကျန်းမာရေးအမကန်ပုံစံအဟောင်းမှာလူတစ်ယောက်တည်ဆုံးခဲ့မယ်ဆိုရင်မြန်မာကျပ်ငွေ10သိန်းပေးရရတာဖြစ်ပါတယ်။နာပြန်ဖြစ်ခဲ့မယ်ဆိုရင်တော့ရပ်ပေါင်း30စီးုံတစ်ခွင်ရှိပြီး တရက်ကို1000ခွဲနှုတ်နဲ့ရက်ပေါင်း30အတွက်ဈေးကုသဈေးကို၄သိန်းခွဲပေးတာဖြစ်ပါတယ်။ဈေးကုသဈေးမှာတည်ဆုံးခဲ့မယ်ဆိုရင်ရောချင်းငွေ10သိန်းနဲ့ကနေဈေးကုသဈေးကိုပြန်လည်နှုတ်ယူပါတယ်။ကျမ်းမာရေးအာမခံပုံစံအစ်မှာတော့ဘလို့ဝန်ဆောင်မှုတွေထပ်တိုးသွားတယ်ဆိုတာကိုဦးအင်းမင်းသိန်းကအခုလိုရှင်းပြပါတယ်။ဟောင်းတဲ့အတင်မှာဘာကွာကြားလိုက်ဆိုဟောင်းတော့ရလို့ရှိရင်တည်ဆုံးသွားပြလို့ရှိရင်၁၀သိန်းပြီးရတယ်။ဈေးကုန်တက်လို့ရှိရင်ဈေးကုန်ကြပေါင်း၃၀တက်ပဲရှိတယ်။ ခြေရက်ကို1000ဝန်းလုံးတည်တယ်။ရေပေါင်း30ဆိုတော့၄သိခွဲပေါ့။ဆေးရုံမှာရေပေါင်း30တည်ပြီးတော့ဒီနာမ်ပရိုဆာဆုံးသွားခဲ့လို့ဆိုလို့ရှိရင်ဆယ်သိပြီးရတဲ့ခါကျရင်၄သိခွဲဆယ်သိနည်းနဲ့၄သိခွဲကိုနှုတ်ပြီးတော့ပြီးတော့မှဘာသိခွဲကိုပြီးရလိုက်တာ။အဲ့အဲ့ဒီတော့အဲ့ဒီတော့ဒီ unit ကနေ7 unit တွေဝင်နေတယ်။ဝင်နေတယ်။သူက policy တစ်စောင်5000နဲ့ရောင်းတယ်။တစ်လုံးနဲ့ပေးရတယ်။ဒါဒါဘာရှင်းအကောင်းအခုကြတော့ဘာချင်းအစ်စ်ကြတော့ဘာချင်းအစ်စ်ကြတော့ကျွန်တော်အခြေခံတာခွဲဆိုတဲ့ဥစ္စာတခုတိုးလာတယ် အခြေခံကာကွယ်မှာအခြေခံကာကွယ်မှာနောက်တာယောဂအဖို့ကာကွယ်1 2 3 4သိန်းกว่าလာတာပေါ့4သိန်းกว่าလာ4သိန်းกว่าလာပြီးကြတော့ဒီလက်ကလည်း7ဦးနဲ့အခုလည်းဒီဦးလက်ကလည်း7ဦးနဲ့7ဦးလေးတွေကိုပဲရှိတယ်အားတူပါတယ်ပြီးတော့ခန်းစားခွင့်နေကြတဲ့ခါကျတော့ခန်းစားခွင့်ကြရင်တော့ညပေါင်းဆိုရင်အခုညပေါင်း60တက်ပိုင်ရှိတယ်အရင်တော့တရက်ကို1000ရအခု1000ကို2000 2000ဆိုညပေါင်း60ဆိုတော့12သိန်း12သိန်းတက်ပြီးတော့တည်ဆုံးသွားတယ်တည်ဆုံးသွားတယ်ဆိုခဲ့လို့ရှိလို့ရှိရင်လည်းသိန်း20ပြေတော့ 40ပြည့်တော့ရရင်72သိန်းကိုမဖြတ်ဘူးရှင်းပြောလို့ရှိရင်တော့ဈေးဝင်72သိန်းတက်ပြီးတော့ပြည်စုံသွားခဲ့ရင်သူကအဲ့ဒီအဲ့ဒီပေါ်ပြည်သူကကျမကျမစောင့်စောင့်အမှန်ကန်ဝင်ပြီးသူက32သိန်းရရင်သဘောပြတ်သွားတော့တော့အဲ့မှာကွာခြားချက်တွေအများကြီးအခြေခံပရီမီယံနှုန်းထက်ဟာလူတစ်ဦးတစ်နှစ်တန်းထားမယ်ဆိုရင်ပရီမီယံကြီး4400ကျပ်ဖြစ်ပြီးအမြင့်ဆုံးပရီမီယံကြီးကတော့သတ်မှတ်ထားတဲ့တက်လိုက်6600ကျပ်ပေးသွင်းရမှာဖြစ်ပါတယ်ကျမကြီးအမှန်ကန်ပုံစံအစ်တကူ 2019ခုနှစ်ဇန်နဝါရီ1ရက်နေ့မှာစတင်ရောင်းချဖို့ပြင်ဆင်နေပြီးအခြေခံအကာအကွယ်ယူနစ်2ယူနစ်ကနေ10ယူနစ်အထိဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။သူကအသက်ကလေးပွာချတာလေ6ယူနစ်ကနေ50လာ50တကနေပြီးတော့60 60တကနေ60ကဒီအတက်ပိုင်ကြတယ်ပွားချတာလေအဲ့ဘုံမလို့ပြီးတော့ပြင်ပြန်ကြီးက60တကနေ50ဆိုလို့ရှင်တလုံးနဲ့ပြင်4000 4000သူကငငယ်တာကိုငငယ်တဲ့အတွက်ကြောင့်ပြင်ပြန်ကြီးကိုရှော့လိုက်တာဥပမာ50တကနေ60ဆိုနည်းနည်းကြီးတော့5000 5000ကြီးတော့နည်းနည်း ဟိုဥရောယောဂဖြစ်နေတာပေါ့နော်အဲ့ဒီတဘာကြီးတဘောလို့60 65လို့6000 6000ဒီတော့ဒါတလုံးနဲ့ပြီးတာဒါသိပြီးမဲ့ဆိုလို့ရှိရင်ဒီလောက်ကို4000လို့ဆိုဒီနေ့ကို4000 6000လို့ဆိုတော့ तू က4000တော့ပို့သွားတာပေါ့တလုံးနဲ့ပြီးရဲ့ तू က4000လို့ဆိုတော့ तू က4000 6000လို့4000ပို့သွားအဲ့ဒီတဘောလို့ပြောတာဒီရက်တလာ1000နဲ့10000ပေါ့နော်ကျွန်တော်ရတည်နေတယ်တော့ဆက်လို့ကျွန်တော်ရတည်နေတယ်စရောင်းပါစာရောင်းတာအဲ့ဒီစာဝယ်ဖို့ကတော့နောက်နေ့ဝယ်လိုက်ရတယ်နောက်နေ့ဝယ်လိုက်ရတယ်ဘယ်သူမှတော့ကြည်ကျင်းလာကြည့်ဝယ်ဖို့မရဘူးအေးဒါ